ဒီနေ့တော့ကပ္ပဝုချံခန်းကြီး26ဖြစ်ပါတယ်။ခန်းကြီး26အငယ်1မှ5အာဗြဟံလက်ထက်ထိုးပြည်၌ဖြစ်ပူးသော အစာခေါင်းမှခြင်းမှတပါ။နောက်တပံအစာခေါင်းမှခြင်းရှိပြန်သည်ဖြစ်၍ဤဆက်သည်ဖိလိတိမင်းကြီးအဘိမလက်နေရာဂေယာမြို့သို့တော်လေ၏။ခါရဖျားသည်လည်းသူအားထင်ရှား၍တင်သည်အဲဂရုပြည်သို့မတော်နှင့် ငါပြောလက်တန်သောပြည်၌နေလော့ယခုဤပြည်၌တဲခို၍နေလော့တင့်ဘက်မှငါနေ၍ကောင်းရှိပေးမည်အကြောင်းမူကားတင်နှင့်တင်းအမျိုးနွယ်အားဤပြည်ရှိသမျှတို့ကိုငါပေးမည်တင်းအဖအပြဟံအားငါချင်းဆိုသောစကားရှိသည့်အတိုင်းငါပြုမည်တင်းအမျိုးနွယ်ကိုကောင်းကင်ကျယ်ကဲ့သို့များပြားစေမည်တင်းအမျိုးအနွယ်အားလည်း ဤပြည်ရှိသည်မြတ်တို့ကိုငါပေးမိတည်ဤအမျိုးနွယ်အားဖြင့်လဲလူမျိုးအပေါင်းတို့သည် ကောင်းချီးမင်္ဂလာကိုခံရကြလိမ့်မည်အကြောင်းမူကားအာပြဟံသည်ငါစကားကိုနားထောင်၍ငါစီရင်မှထားသောပညာတရားအမျိုးမျိုးတို့ကိုစောင့်ရှောက်တည်းဟုမိန်တော်မူ၏အငယ်၆မှ၁၁ဤသည်ဂေရာမျိုး၌နေစဉ်တွင် မြို့သားတို့သည်သူ၏မယားအကြောင်းကို မေးသောအခါရေဘက်ကာသည်လှသောအစင်းရောင်ရှိသောကြောင်းဤပြည်သားယောက်ျားတို့သည် သူအကြောင်းကြောင့်ငါကိုတတ်မည်ဟု ဆိုရင်၍သူသည်ငါမယားဖြစ်သည်ဟု မပြောမဆိုဝန့်ငါနှမဖြစ်သည်ဟု ပြောဆို၏ထိုမြို့၌ကာလအင်တန်ကြာနေပြီမှတနေ့တိုင်းဤသည်မိမိမယားရေဘက်ကာနှင့်ကစားသည်ကို ဖိလိတိမင်းကြီးအပိမလက်သည်ပရင်ဘဝကကြည်မြင်လင်ဤဆက်ကိုခေါ်၍ထိုမိမသည်အကယ်စင်စစ်တင်းဤမယားဖြစ်၏တို့ရတွင် သူသည်ငါနှမဖြစ်၏ဟုအဘဲကြောင့်တင်ပြောရသည်ဟုမေးတော်ဤဆက်ကသူအတွက်ကြောင့်ကျွန်ုပ်တင်မီကိုစိုးရင်ပါသည်ဟုလျှောက်ဆို၏အပိမလက်မင်းကလည်းငါတို့၌တင်ပြုသောအမှုကအဘဲတို့နီသဇုံတယောက်တော်သူသည် တင်းမယားနှင့်အမတ်တမဲ့တင့်နေလျင်ငါတို့ကောင်းပေါ်မှာတင်းသည်အပြစ်ရောက်စေလိမ့်မည်တကားဟုဆိုပြီးမှဤသူလင်မယားကို ပြမားသောသူသည်ဆက်ဆက်အသေးခံရမည်ဟုမိမိလူအပေါင်းတို့ကိုမှားထားသည်အငယ်၁၂မှ22ထိုးပြီး၌ဤစတီမျိုးစေကိုကျဲ၍တနှစ်ချင်းတွင် အစတရာသောအတိအနှံကိုရလေ၏ ကာရဖျားဒီလေကောင်းချီးပေတော်မူသည်ဖြင့်သူသည်ကြီးပွား၍အလွန်စည်းစိမ်ကြီးသည့်တန်အောင်တိုးတက်လျက်စည်းပွားဥစ္စာများပြားစွာဖြစ်လေ၏တိုးစုလောစုများကျွန်များနှင့်ပြည့်စုံကြဝ၏ထိုကြောင့်ဖိလိတိလူတို့သည်သူကိုညူဆူကြ၏အဖအာဗြဟံလက်ထက်၌အဖ၏ကျွန်တို့တူသောရေတွင်ရှိသည်များတို့ကိုမြေနှင့်ဖို့ပိတ်ကြ၏ အဘိဗလင်မင်းကလည်းတင်ဒီငါတို့ထက်တကူကြည့်ငါတို့ထံမှထွက်သွားလို့ဟုဤဆက်ကိုအမိန့်ရှိသောကြောင့်ဤဆက်သည်ထိုမျိုးမှထွက်သွားပြီလေဂေယာကျိုင်း၌တဲကိုဆောက်၍နေလေ၏ထိုအခါဤဆက်သည်အဖအဗျဟံကျွန်တို့တူး၍အဖတည်သောနောက်ဖိလိတိလူတို့ဖို့သောရေတွင်းတို့ကိုတူးဖော်ပြန်၍အထက်က အဖသမုတ်သောအမည်ဖြင့်သမုတ်လေ၏ ဤဆက်ကြုံတို့လေဂျိုင်တဲ၌တူး၍စံရီတွင်ကိုတွေ့ကြ၏ဂေယာအမျိုးသားနွားចောင်းသားတို့ကလည်းဤရည်သည်ငါတို့ရည်ဖြစ်၏ဟုဤဆက်ဤနွားចောင်းတို့နှင့် လူရက်ပြောဆိုကြ၏ထိုတို့အချင်းချင်းလူရက်ကြသောကြောင့်ထိုရည်တွင်ကိုအေးသက်အမိဖြင့်မှဲ့လေ၏နောက်တဖန်အခြားသောရည်တွင်ကိုတူးပြန်ကြ၏ ထိုရေတွင်ကိုလည်းတဖန်လူသောကြောင့်တိတနံအမိဖြင့်မှဲ့လေ၏ထိုအရမှနေရာပြောင်း၍အခြားသောရေတွင်ကိုတူးကြ၏ထိုရေတွင်ကိုအဘဲသူမျှမလူရက်သောကြောင့်ငါတို့နေစရာအခွင့်ကိုယခုသာဝရဖျား ပေးတော်မူပြီဖြစ်၍ဤပြည်၌ငါတို့သည် စီးပွားများကြလိမ့်မည်ဟု ဆိုလေထိုရေတွင်ကိုယေဟောဘုအမိဖြင့်မှဲ့သည် အငယ်23မှ35တပံထိုရမဘီရရှိဘရတ်တို့ပြောင်းလေ၏ထိုနေ့ညမှာသာရဖျားသည်ထင်ရှား၍ငါသည်တင်းအဖ အာဗြဟံ၏ဖျားဖြစ်၏မစိုးရင်နှင့်ငါသည်တင့်ပဲ့မှရှိ၏ငါသည်ကောင်းရှိပေးမည်ငါဤဂျွန်အာဗြဟံအတွေ့တင်းအမျိုးအနွယ်ကိုငါများပြားစေမည်ဟု မိန်တော်မူ၏ထိုအရ၌ရစ်ပလင်ကိုတီ၍ ထာဝရဘုရား၏နာမတော်ကိုပထနာပြု၏တဲကိုလည်းတိဆောက်၍ကျွန်တို့သည် ရေတွင်းကိုတူးကြ၏ထိုအခါအဘိမလဲမင်းသည်အဆွေတော်အဟုဆက်နှင့်ဘုချုပ်မင်းဖိကောလာတို့ကိုခေါ်၍ဂီယာမြို့မှဤဆက်ရှိရာသို့တော်၏ဤဆက်ကလည်းသင်တို့သည်ငါကိုမြင်ပြ၍နှင်ထုတ်ပြီးမှအဘဲကြောင့်လာကြသည်ဟုမေးလျင် ထိုသူတို့က ဒါရဖျားသည်တင့်ဘက်မှရှိတော်မူကြောင်းကိုငါတို့အမှန်သိမြင်သည်ဖြစ်၍ငါတို့သည်တင့်ကိုမချိမခိုက်ဂျေစုကိုတာပြု၍ငြိမ်ဝတ်စွာလွတ်လိုက်သည်ဤတူတင်သည်ငါတို့ကို အပြစ်မပြုရဟုငါတို့တစ်ဖက်တင့်တစ်ဖက်နှစ်ဖက်သားတို့သည်တစ္ဆာဂတိထား၍မိတ္တဟာယဖွဲ့ကြစို့တင်သည်ဒါရဖျားကောင်းကြီးပေးတော်မူသောသူ ဖြစ်ပါ၏ဟု ဆိုကြလေသောဤဆက်သည်သူတို့ဖို့စားတော့ပွဲကိုလှုပ်၍အတူစားတော့ကြ၏။နန်းနေစောစောထား၍အချင်းချင်းတူးနှင့်တူးတစ္ဆာပြုကြပြီးမှဤဆက်သည်သူတို့ကိုလွှတ်လိုက်၍သူတို့သည်ညီဝတ်စွာတွားရကြ၏။ထိုနေ့၌ပင်ဤဆက်ကျွန်တို့သည်လာ၍မိမိတို့တူသောတွင်၌ရေတွေ့ချောင်းကို ပြောဆိုကြလင် ထိုရေတွင်ကို ရှေဘအမိဖြင့်မှဲ့လေ၏ထို့ကြောင့်ထိုအရ၌တည်သောမြို့ကိုဘေရရှေဘမြို့ဟုယနေ့တိုင်အောင် တွင်လေတည်းအေသောသည်အသက်40ရှိသောအခါဟိတိအမျိုးသားဘေရီဤသမီးယုဒေဟိတိအမျိုးသားအေလုံဤသမီးဘာရှမတ်တို့နှင့်အိမ်ထောင်လေ၏ထိုမိမတို့သည်ဤဆက်နှင့်ရေဘက်ကာ၌စိတ်နှလုံးပူပန်เสียအကြောင်းဖြစ်သည် Okay, now we do mapping to each other. Bye bye.